ချက်စတာဒါဘီဖွင့်မှာမန်စတီတင်းနဲ့ပြည်သက်တွေအတွက်မျက်ရည်ဝေရပေမဲ့ကျင်းက်ဆရာရလန်နဲ့အနိုင်သုံးမှတ်ပြည့်ရယူနိုင်ခဲ့ပါတယ်။ဒီပွဲရဲ့ဝန်내ပွဲရာအကြောင်းရင်းကမန်စတီတင်းရဲ့အမာခံပြည်သက်ဖြစ်သူအသင်းမှာသူ့အတွက်တီးသန့်ပွဲကြည့်ထိုင်ကုန်ပေးထားရတဲ့တစ်ချိန်ကကမ္ဘာချန်ပီယံလက်ဝဲသမားကြီး Ricky Hatton ရုပ်ရည်သိဆုံးခဲ့တဲ့သတင်းကြောင့်ပါသူကဒုက္ခကနမကြီးလူကြိုက်များခဲ့တဲ့ရီကီဟက်တန်ကိုဒီပွဲကစားမဲ့မနပိုင်းကနေမှာတည်ဆုံးလျက်တွေ့ခဲ့ရတာကြောင့်မန်ချက်စတာဒါဘီပွဲမစမီဝန်내ချင်းထိမ့်မတ်နဲ့တမနစ်ငြိမ်သက်ခဲ့ကြပါတယ် ဒီတိုင်းပွဲစဉ်မှာမန်စတီးတို့အဖွင့်ကိုအင်္ဂလန်နိုင်ငံစတော့ပေါ့မြို့ပွားအရက်9.8လက်မမြင့်နဲ့ဖီဖိုရန်သွင်းယူသွားပါတယ်တိုက်တိုက်ဆန်ဆန်နဲ့ပဲရစ်ကီဟတန်ကလည်းစတော့ပေါ့မြို့သားအရက်လည်း9.8လက်မမို့ဖီဖိုရန်အဖွင့်ကိုနဲ့ဂွေမျိုးနှုတ်ဆက်ခဲ့တဲ့အမှတ်ရဖြစ်ခဲ့ပါတယ်ဒုတိယပိုင်းမှာတော့ဟာလန်ရဲ့သွင်းကိုတွေနဲ့မန်ယူကိုပြန်နိုင်ယူသွားခဲ့တဲ့အတွက်မန်စတီးပြိုင်သက်တွေအတွက်ကတော့ချင်းနက်ဆရာမန်ချက်စတာဒါယူပွဲစဉ်ဖြစ်ခဲ့ပါတယ် တစ်ဖက်မှာ Manchester United Ole Gunnar လို့တောက်လျှောက်ပြောခဲ့တဲ့ Man U သင်းရဲ့အခြေအနေကတော့ဒီဘက်နှစ်တွေနောက်ပိုင်းအနီအောင်ပြင်းလင်းစွာပြုနေတာကိုပြည်သက်တိုင်းလက်ခံလာရပါတယ်။ပြီးခဲ့တဲ့စနေနေ့က Man U ကနေ Napoli ကိုအငှားနဲ့ရောက်သွားတဲ့ Poland တယောက်ပွဲစားပြီး14မိနစ်မှာပဲ Napoli တွက်ဂိုးသွင်းသွားနိုင်ပေမဲ့ Man U ကအသစ်ခေါ်လိုက်တဲ့တိုက်စစ်မှု Benjamin Sesko ကတော့ဒီဒါဘီပွဲစဉ်မှာဘောလုံးထိကျက်အချက်20ပဲထိခဲ့ပြီးတော့ ပြိုင်မဲ့ဂိုရီယာထဲမှာတိကျတစ်ချက်မှမရှိခဲ့တဲ့အထိခြေစွမ်းပြောင်းနေခဲ့ပါတယ်အစောပိုင်းဂိုးပေါက်တဲ့ကန်ကြက်တစ်ခုလုံနိုင်ခဲ့ရမှာလဲမန်စတီအသင်းရဲ့ပွဲဥတွက်ကိုသမားဒေါ်နာရမ်မာကိုအနေဆာမပြတ်စေခဲ့ပါဘူးရာသီဆက်ဆက်အထောင်တိုက်စစ်မှုဆက်စစ်တွေမယူသင်းကိုရောက်လာခဲ့ပြီမလဲကွေးလန်နဲ့တောင်ပံတွေကလုံလောက်တဲ့ထောက်ပံ့ကစားပေးနိုင်စွမ်းမရှိကြတာမူမယူသင်းအခုလိုဖြစ်နေရတာအထူးဆန်းတော့မဟုတ်ပါဘူးရာသီစား၄ဘွဲမှာအာဆင်နယ်ကိုတကူကိုမရှိဆိုတဲ့ရလနဲ့ရှုံးနေခဲ့တယ်လို့ ဝန်သင်းတဲ့တကိုးစီတီတန်းတက်လာတဲ့ဗန်လေသင်းကိုအသေးစံကစားခဲ့ရပြီးမှသုံးကုန်းတကိုးဆိုတဲ့ရလက်နဲ့အနိုင်ရခဲ့ပြီးတော့အခုမစီတီကိုထတ်ရှုံပြီးလေးဘွယ်ကစားပြီးရမက်လေးမက်နဲ့အဆင့်ဆက်လေးနေရာကိုရောက်နေပါတယ်ဂိုးကွာချာချက်ကရာကိုလေးကိုပေးကိုခုနှစ်ကိုးနဲ့ဂိုးကွာချာချက်အနှုတ်သုံးကိုးထိရှိနေပါတယ်လက်ရှိပရီးမီးယားလိလေးဘွယ်ကစားပြီးချိန်အထိဇယားထိတ်ကလဘာဘူးထက်ရှစ်မှတ်ပြည့်ကျန်ခဲ့ပြီးမယ်မယုံပြည့်သက်တွေအတွက်ချက်ဖန်မြုံလင်းစရာတခုကရှိနေပါသေးတယ် ဆိုင်လက်ဖာကူဆန်မန်ယူနောက်ဆုံးနီးပြခဲ့တဲ့2023ဘောလုံးရာသီတုန်းကပွဲဥထွက်၄ပွဲမှာ၄မှတ်ပဲရခဲ့ပြီးတော့တာထွက်အဆိုးဆုံးရာသီဖြစ်ခဲ့ပေမဲ့ဆိုင်လက်ကအဲ့ဒီရာသီမှာပဲမန်ယူသင်းနောက်ဆုံးရခဲ့တဲ့ပရီးမီးယားလိဖလားကိုယူပြသွားနိုင်ခဲ့ပါတယ်။ဒါကြောင့်ဒီနှစ်လဲရူဘင်မိုရင်တယောက်ဒီလိုလုံးပြနိုင်ဦးမယ်လို့မန်ယူပြည်သက်တွေအနေနဲ့သင်္ချာနီးရမျှော်လင့်နိုင်ပါသေးတယ်။ဒါပေမဲ့မိုရင်ဆိုတာကတော့ပရီးမီးယားလိမှာတက်တက်တန်းစင်အသင်းပေါင်း18သင်းကိုနှုတ်ပြီး ကျန်တဲ့အသင်းတွေကနီးပြတွေစွန့်ဆောင်မှုနဲ့နှိုင်းယှဉ်လိုက်ရင်ပရီးမီယာလိသမိုင်းမှာအញ្ញံဆုံးနီးပြဖြစ်သွားတယ်လို့ဆိုပါရယ်။ပြီးခဲ့တဲ့နှစ်နိုဝင်ဘာ24ရက်မှာကစားခဲ့ကြတဲ့ Ipswich အသင်းနဲ့အကူစီတီကြားခဲ့တဲ့ပွဲစဉ်အားစပြီးအမိုရင်ကမန်ယူအသင်းကိုစပြီးကင်ဝင်ခဲ့ပါတယ်။အခု Manchester အသင်းကိုရှုံးနိုင်ခဲ့တဲ့ပွဲစဉ်ပြီးဆိုရင်ပရီးမီယာလိ32ပွဲမှာ32မှတ်ပဲရခဲ့ပြီးတော့8ပွဲပဲအနိုင်ရခဲ့ပါတယ်။မနေ့ကပရီးမီယာလိမှာတန်းစင်းဆုံးအထက်အဆင့်7ကောင်သာရပ်တည်နိုင်ခဲ့တဲ့ Tottenham Hotspur အသင်းနဲ့ဒီကလာအတွင်းမှာရမှတ်တူတူဖြစ်ခဲ့ပေမယ့် ဘိုးကွာချချက်မှာစပါသင်းကဘိုးကွာချချက်အနှုတ်၄ခုသာရှိပြီးမန်ယူကအနှုတ်73ခုထိရှိခဲ့ပါတယ်မော်ရင်ရဲ့မန်ယူနီးပြတတန်းကာလကိုပဲကြည့်ရင်လဘာဘူးက32ပွဲမှာ68မှတ်အထိရခဲ့ပါတယ်မန်ယူနဲ့စပါပြီးရင်အញ្ញံဆုံးအသင်းတွေအဖြစ်ဝက်ဆန်၊ဘူပါဟန်တန်နဲ့ပူဟန်တို့လိုအသင်းတွေပဲကြံခဲ့တာကိုကြည့်ရင်ရူဘင် မော်ရင်ဆိုတာမန်ယူအသင်းနဲ့အဝင်ခွင့်ကြတဲ့နီးပြတယောက်မဟုတ်တာမြင်သာပါတယ်အသင်းအနေနဲ့ဒီလိုရလက်တွေစိုးဝါနေပြီမဲ့သူရဲ့၃-၄ကစားခွင့်နဲ့ သူ့တွေးခေါ်ကိုမပြောင်းလဲဘူးလို့အမော်ရင်ကမန်ချက်စတာဒါဘီပွဲပြီးမှပြောသွားပါတယ်။ဒါကြောင့်ပဲဒီယာဒီဂုံတိမန်ယူမှာရူဘင်မိုရင်တယောက်ဆက်ပြီးရှိနေနိုင်မလားဆိုတာတော့မန်ယူပုတ်ဖွဲ့ရဲ့စုံမြတ်ချက်ကိုသာစောင့်ကြည့်ရမယ့်အခြေအနေလို့ဆိုရမှာဖြစ်ပါတယ်။